အားလုံးပဲမင်္ဂလာပါရှင်။ငါမင်းမြန်မာစာချန်နယ်ကနေထမှန်ကြိုဆိုလိုက်ပါရစေ။မြန်မာစာပေမြန်မာစကားမြန်မာယဉ်ကျေးမှုစားရမြန်မာမှုထွေးထွေးကိုလေ့လာကြရင်တော့ Subscribe လုပ်ပြီး Notification လေးကိုနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်။ ဒီကနေ့ငါမင်းမြန်မာစာချန်နယ်ကနေတင်ဆက်ပေးခြင်းတဲ့ကြောင့်ရကတော့ကျမတို့လူသားတွေပါဝင်တတဝရီသက်ရှင်ရည်တည်ဖို့အတွက်အရေးကြီးပြီးလိုအပ်တဲ့တတူတတမျိုးဖြစ်တဲ့အပြင်ကျမတို့နေစဉ်စားသုံးနေတဲ့စားစာတွေတဲ့မပါမဖြစ်ပါရှိနေတဲ့ຢာတစ်ခုဖြစ်တဲ့စားအကြောင်းပဲဖြစ်ပါတယ်။အခြေခံရတာဖြစ်တဲ့ငန်တက်ပါဝင်တဲ့စားဟာအစားစာတွေရဲ့ຢာတာကိုထင်ရှားပေါ်လင်းစေတဲ့ဓာတ်မျိုးဖြစ်တာကြောင့်စားတာမပါခဲ့ရင်ຢာတာပေါ်ပြက်ပြက်ဖြစ်နေတာကိုကျမတို့သတိထားမိကြပါတယ်။လူလူနေစဉ်စားသုံးနေတဲ့စားဟာသိပ်ပံဝါဟာရဆိုဒီယမ်ကလိုရိုက်ဓာတုသင်္ကေတ NaCl ဖြစ်ပြီးဆိုဒီယမ်အိုင်ရွန်၄၀ရာခိုင်နှုန်းခန့်နဲ့ကလိုရင်းအိုင်ရွန်60 60ရာခိုင်နှုန်းခန့်ပေါင်ဆက်ဖွဲ့စည်းထားတဲ့ Ironico ပေါင်းတို့မျိုးဖြစ်ပြီးကမ္ဘာမြေနီးယားနှံပြားမှာတွေ့မြင်နိုင်ပါတယ်။တဘာဝရနှံမဲ့တဲ့ဆာဟာကြည်လင်တဲ့ပုံဆောင်ခဲ့တို့မျိုးဖြစ်ပြီးဖြူရောင်ပန်းနူရောင်နဲ့မီဂိုနူရောင်တွေရှိတတ်ပါတယ်။ပုံမှန်အားဖြင့်ပင်လယ်ရေတွေစားတောင်းတွေစားတွင်းတွေကနေအဓိကထုတ်လုပ်ရရှိတဲ့စားဟာအစားစာတွေကိုရာသာရှိစေတဲ့အပြင်အစားစာတွေတရှိခံအောင်စီမံတဲ့နေရာမှာရောလူကျန်းမာရေးကိုထောက်ကူပြုနိုင်တဲ့နေရာမှာရောကုန်ထုတ်လုပ်ငန်းတွေမှာပါအသုံးဝင်သုံးတွင်နေရာကြောင့်တည်တင်းသမျှစားသူတာထွေတွေကိုကျမနဲ့အတူတူလေ့လာကြည့်ရှုကြပါစို့လို့တိုက်တွန်းလိုက်ပါရစေရှင်။ ပင်လယ်ရီဟာစားတပ်ပါဝင်လုပ်ငန်းရတဲ့အကြောင်းမသိသူမရှိကြပါဘူး။ဒါပေမဲ့ပင်လယ်ရီထဲစားလို့ရောက်လာတယ်ဆိုတာကိုဒီနေရာမှာခဏရှင်းပြပါစေ။ပင်လယ်တွေကရေတွေဟာနေရဲမှုချိန်ကြောင့်ငွေပြန်ပြီးလေဤတဲ့အခါငွေရေးဖွဲ့ရင်ဒိန်တွေဖြစ်ပေါ်လာပါတယ်။ဘုံမြေဘက်ကိုရောက်ရှိလာတဲ့ဒိန်တွေဟာမိုးဖြစ်ရွာသွင်းရင်မြေပြင်ပေါ်မှာရှိတဲ့စားတွေကိုပြောင်းဝင်စေပြီးပင်လယ်ထဲကိုယူဆောင်သွားပါတယ်။အဲ့ဒီဖြေရဟာထပ်ပံတလဲတန်တရားလဲနေရင်နှစ်သန်းပေါင်းများစွာကြာခဲ့ပြီဖြစ်တာကြောင့်အခုခါမှာပင်လယ်ရီတကာလန်နဲ့ပြန်များစားပမာဏလေးအောင်စားလောက်ပါဝင်နေခဲ့ပြီဖြစ်ပါတယ်။အပူပိုင်းဒေသပင်လယ်တွေမှာတခြားဒေသကပင်လယ်တွေထက်ရေငွေ့ပြန်တဲ့နှုန်းအလုံးများတာ ကြောင့်စားပါဝင်တဲ့ပမာဏပုံမှန်များပြနေပါတယ်။တကယ်လို့ပင်လယ်သမုဒ္ဒရာတွေထဲပျော်ဝင်နေတဲ့စားရီကိုသာဖြန့်ချိလိုက်ရင်အမေရိကန်ပြည်ထောင်စုလူချေပြောလာတဲ့မြေကွက်လက်ကြီးပေါ်မှာတမိုင်လောက်တူတက်နေနိုင်ပါတယ်။ဘာပေါ်မှာထင်ရှားတဲ့စားဒေသတွေကိုပြပါဆိုရင်တော့ American ပြည်ထောင်စုယူတာပြည်နယ်မှာရှိတဲ့ရေငန်အင်ဂျီနဲ့အရှတိုင်းနောက်တောင်ပိုင်းဂျော်ဒန်နဲ့အစ္စရေးကြားမှာရှိတဲ့ပင်လယ်ဒေသတွေကိုပြရမှာပါ။အဲ့ဒီဒေသတွေဟာပင်လယ်သမုဒ္ဒရာတွေနဲ့ဆက်စပ်တည်ရှိနေရမျိုးမဟုတ်တာကြောင့်ပါဝင်တဲ့စားပမာဏအလွန်များပြားနေတဲ့အတွက် လူခန္ဓာကိုယ်ကိုရေထဲနှမြုပ်အောင်လုပ်တာတောင်မနှမြုပ်နိုင်တာတွေ့ရမှာပါအထူးအနေနဲ့ပင်လယ်သီဟာစားတတ်များလုံလို့အတ္တီရေထဲငါးရီမနေနိုင်သလိုကံကြီးအနီနာမှာလည်းအပင်တွေမပေါက်နိုင်ပါဘူးပင်လယ်သီထဲကရေဟာသမုဒ္ဒရာရေထဲ၈ဆလောက်လေးချိန်စီးတာကိုလည်းသိရပါရဲ့ရှင်ဆိုခဲ့တဲ့ရှင်ငါအိုင်းနဲ့ပင်လယ်သီအပြင်တတူတူဖို့လို့စားတူယူနိုင်တဲ့မြေအောက်စာရင်းစားချင်းကြီးတွေဖြစ်ပေါ်လာပုံကလည်းစိတ်ဝင်စားစရာပါပင်လယ်နဲ့ဆက်ပြတ်ပြီးခန်းချောက်သွားတတ်တဲ့ပင်လယ်လက်ကြားတစ်ခုခုဒါမှမဟုတ်တဖြည်းဖြည်းခန်းချောက်သွားတာကြောင့်စားလွားတွေရဲ့အနေထိုင်ကျရင်နေခဲ့တဲ့စားငန်းအိုင်းတစ်ခုခုဟာမြေတမ်းမောင်းများစွာကြာမြင့်လာတဲ့အခါပေါ်ကနေ မြေတွေရှင်တွေတဖြည်းဖြည်းပူလာတာကြောင့်မြေအောက်မှာပဲစားလွားတွေအဖြစ်နှမြုပ်ကျန်ရှိနေခဲ့ပါတယ်။အဲ့ဒီလိုခန်းချောက်ပြီးစားလွားဖြစ်သွားတဲ့စားကိုတော့တိမ်တော်စားလို့ခေါ်လို့ရှိပါတယ်။ American ပြည်အောင်စုမြေချီကန်ပြည်နယ်၊ပါကစ္စတန်နိုင်ငံပန်ဂျပ်ပြည်နယ်နဲ့ပူလာနိုင်ငံဂျီလီကာဒေသတွေမှာတွေ့ရတဲ့တိမ်တော်စားတွေဟာအဲ့ဒီနည်းနဲ့ဖြစ်လာခဲ့ကြတယ်လို့ဆိုနိုင်ပါတယ်။ဘာပေါ်မှာအကြီးဆုံးစားတွေနေကိုပိုင်ဆိုင်ထားတဲ့ပူလာနိုင်ငံမှာစားလွားတစ်ခုဟာမိုင်900ရှိပြီးမိုင်20ကျဲတဲ့အပြင်ပေ1900လောက်ထူတယ်လို့လည်းသိရပါတယ်။ဆိုခဲ့တဲ့ပူလန်ဒေသမှာ73ရာစုကလေးကစားကိုတူဖို့ထုတ်ယူခဲ့တာဖြစ်ပြီးစားလုံငန်းတွေတိစ ောက်ထားတဲ့ထူခြားလာပါတဲ့မြောက်မျိုးကြီးမှာဘူတာယုံတွေလူနေအိမ်တွေပြားရှိကိုကြောင်းတွေစားတဲ့အဆောင်တွေအလုံးကိုတိမ်တော်စားတဲ့သာတည်ဆောက်ထားတာဖြစ်ပါရတယ်။အဲ့ဒီမြောက်မျိုးကြီးမှာနေထိုင်ကြတဲ့လူတချို့ဆို၊ငွေဖွားတဲ့ချိန်ကစားပြီးတည်ဆုံတဲ့ချိန်ထိမြေပြင်ပေါ်ကိုတစ်ခါတစ်ခေါက်တောင်မရောက်ဖူးခဲ့ကြဘူးလို့သိရပါတယ်။ဆိုခဲ့တဲ့ပြေလိကစာမိုင်းမှာစားထုတ်လုပ်တဲ့လုပ်ငန်းကို1996ခုနှစ်မှာရပ်တန့်ခဲ့ပြီးအခုခါမှာတော့ပိုလန်သမိုင်းထိမ်မှတ်ပြတိုင်းဖြစ်ထားရှိထားတဲ့ပြင် UNESCO ရဲ့ကမ္ဘာအမွေနှစ်စည်းရင်းလဲဝင်နေခဲ့ပါပြီ။အခုလိုစားလွှာရေးရှိတဲ့ရာသီသားတွေမှာစားကူမြောက်ကနေတတူတူပေါ်လို့ထုတ်ယူကြ ြပြီးအပူပိုင်းဒေသတွေမှာတော့ပင်လယ်ရေကိုနေနဲ့၆ခန်းပြီးစားကိုထုတ်ယူကြပါတယ်။အီဂျစ်နိုင်ငံအလက်ဇန်ဒရီးယားမြို့ကမာယူအိုင်ကနေစားကိုဒီနေ့တိုင်းထုတ်ယူပြီးတနည်းကိုတန်ချိန်3သိန်းလောက်ရတယ်လို့လည်းသိရပါတယ်။ကမ္ဘာပေါ်မှာတရုတ်နိုင်ငံဟာစားတင်ဖို့ရောင်းချမှုအများဆုံးနိုင်ငံဖြစ်ပြီးအမေရိကန်ပြည်ထောင်စုအိန္ဒိယရုရှားအီတလီဂျာမနီပြင်သစ်အင်္ဂလန်တို့ဟာလည်းစားကိုဒီကတင်ဖို့ရောင်းချနေတဲ့နိုင်ငံတွေထဲပါဝင်တယ်လို့သိရပါတယ်ရှင်။ နေရာတကာပါလီယာလုတ်တဲ့သူကိုပကူစားလို့တင်စားရတဲ့ဒီနာမည်ကြီးခဲ့တဲ့ပကူဒေတာတွေစာဟာ1945ခုနှစ်လောက်ကလေးကထုတ်လုပ်ခဲ့တာဖြစ်ပြီးဒီကနေ့အထိဒေတာတွေမှာထုတ်လုပ်ရောင်းချနေစေဖြစ်တယ်လို့လည်းသိရပါတယ်။စားပေါက်တဲ့မြေကိုချစ်ယူရေဖြောပြီးဖွဲ့မိကိုအုံပြုချက်လုပ်ရတဲ့ချက်စာကိုပုံမှန်ရာသီဥတုမျိုးတွေမှာတပိုရဲလာဇန်ကနေတကူလာကုန်ထိချက်လုပ်ရောင်းချကြတယ်လို့လည်းသိရပါတယ်။ဒီကနေ့ခေတ်မြန်မာတိုင်းငံလုံးတိုင်းဒါရစားလုပ်ငန်းကိုအကြီးအကျယ်လုပ်ကိုင်းနေတဲ့ဒေတာတွေကတော့ ERI တိုင်းဒေတာကြီးမွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေတာကြီးတို့လိုပင်လယ်ကမ်းရိုးတန်းဒေတာတွေဖြစ်ပြီးပင်လယ်ရေကိုလွယ်တကူရရှိနိုင်တာက ောင့်တဘာဝနေလန်းစားတွေကိုအဓိကထုတ်လုပ်နေတာဖြစ်ပါတယ်။တနင်္ဂနွေတိုင်းတာယာစားထုတ်လုပ်မှု60ကိုင်းလုံးကျော်ဟာယာရီတိုင်းဒေသကြီးကဖြစ်ပြီးလက်ဘွတာမျိုးနဲ့ငပူတော်မျိုးနဲ့ဖြာပုံမျိုးနဲ့တွေကလည်းအဓိကထုတ်လုပ်ကြတာဖြစ်ပါတယ်။နေလန်းစားထုတ်လုပ်ဖို့မိုးလေကင်းလို့တဲ့တရင်ကျလာကစားပြီးစားကွင်းတွေပြုပြင်တာတင်တော်ရဲပင်လေရေးထည့်သွင်းတာလုပ်ရပါတယ်။လီလာနီပါစားကြမ်းထွက်တဲ့အထိချက်လုပ်ပြီးတာနဲ့စားကြမ်းတွေသိမ့်စီပြီးနီးစပ်ရာစားဆက်တွေစီတင်ဖို့ရောင်းချရပါတယ်။2013ခုနှစ်မှာ UNICEF နဲ့လက်တွဲပြီးမြေသားစားကွင်းနေရာမှာ plastic ပြားကင်းစားကွင်းတွေဖြစ်ပြောင်းလဲပြီးစားကြမ်းရည်သွင်းမြင့်တင်ထုတ်လုပ်နိုင်ဖို့လှုံ့ဆော်ခဲ့ကြ ြပါမယ်။စာကြံစည်နှုန်းကနှိမ်ပါလာတဲ့အပြင်ဒီဘကရေသွင်းမြင့်စားတွေတင်သွင်းလာတာရယ်။စမှုကုန်ကြမ်းဖြစ်သုံးဆွဲဖို့ပြည်တွင်းလိုအပ်ချက်ကလည်းနှိမ်ပါနေတာရဲ့ကြောင့်အခက်အခဲတွေရှိနေသေးတယ်လို့လည်းသိရပါတယ်။တကယ်တော့နီလန်စာချက်လုပ်ခြင်းဟာမြန်မာနိုင်ငံအတွက်သဘာဝကပေးတဲ့အမွေအနှစ်တစ်ခုဖြစ်တယ်လို့ပုံခန့်ခြင်းမရှိတဲ့သဘာဝတရားစာတာတမျိုးလည်းဖြစ်တာကြောင့်ခင်မီဆက်တကြီးတွေတက်ဆင်ပြီးစာဆက်တွေကိုအစဉ်မြင်တင်နိုင်ရင်တော့ပြည်တွင်းစာထုတ်လုပ်တဲ့တောင်သူတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်မယ်လို့လည်းယုံကြည်မိပါတယ်ရှင်။ ပါကစ္စတန်နိုင်ငံပန်ဂျက်ဒီတာမှာရှိတဲ့ကြောက်တောင်ကြောက်တုံးတွေကရတဲ့တွင်ထွက်စာဟာပန်ယောင်တန်နေတာကြောင့်ပန်ယောင်စာလို့ခေါ်ဝေါ်ကြသလိုဟီမဝင်နာစာဖြစ်လဲလူသိများလာပါဗျ။အဲ့ဒီစာကိုဟီမဝင်နာတောင်ဘက်စွန်းပူတိုဟာကုန်းမြင့်တလျှောက်မှာတရှိနေတဲ့စာတောင်ကျော်ကနေရရှိတာဖြစ်ပြီးအအုံဆုံးမှတ်တမ်းတွေရလွန်ခဲ့တဲ့နှစ်ပေါင်း1200လောက်ကလေးကဂျန်ဂျူရာလူမျိုးတွေစတင်တူဖို့အသုံးပြုခဲ့တယ်လို့သိရပါဗျ။ဟီမဝင်နာစာဟာဇပွဲတင်စာဆိုရရန်ဂလိုရိုင်းနဲ့ဒါရီမီတာရာဆင်တူပေမဲ့ရှေးဦးကဘာရေအောက်ကနေဖြစ်ထွန်းလာတာကြောင့်သတ္တဝါအလုံးအတွက်အလွန်တန်မိုးရှိပြီးတတ္တုတ္တ84မျိုးပါဝင်တဲ့ကဘာအတန်းစင်စုံ ံးစာဖြစ်ပါတယ်။ဟိမဝင်နာစာကိုချက်ပြုတ်တဲ့နေရာမှာရောကော့တေးပြင်စင်တဲ့နေရာမှာပါအသုံးပြုနိုင်တယ်လို့အတုံးခဲမျိုးဖြစ်တာကြောင့်လေတုကိုတန်ဆင်ဖို့အိတ်ခန်းတွေထဲမှာအလားဆင်ထားရှိနိုင်ကြောင်းလည်းသိရပါရရှင်။ကျမတို့ပါဝင်တရှိတဲ့တော်ရီရဲ့ကုခနာအတွက်စားတက်ကိုမရှိမဖြစ်လိုအပ်ရတဲ့အကြောင်းတစ်ခုကကျမတို့စားနေတဲ့စားရီကိုခြေဖြတ်ဖို့လိုအပ်တဲ့ Hydrochloria ဆီကိုစားကနေရရှိလာကြောင်းပါ။ဒေါ်ရင်ဒရိဆန်တွေဟာသူတို့အတွက်လိုအပ်တဲ့စားကိုစားခြင်းတွေကဖြစ်ဖြစ်စားငံ့ရေးထွက်တဲ့ဆန်တွေကနေဖြစ်ဖြစ်ယာယူသုံးဆွဲရပါတယ်။ ချွေထွက်များတဲ့ကာယလုံသားတွေနဲ့အောက်ကစားသမားတွေဟာလည်းတာမန်လူတွေထက်စားတတ်ပိုပြီးလိုအပ်တာကြောင့်ဖြစ်ဆွဲသုံးဆွဲကြရပါတယ်။တန်ဆေးလွန်ပေးဆိုသလိုစားကိုအတင်းတင်းမြတ်တာအောင်စားသုံးနိုင်ခဲ့ရင်တော့အခုလိုကျမရဲ့ကြိုးကျဉ်စုတွေကိုရရှိနိုင်ပါတယ်။စားကိုအတင်းတင်းစားသုံးပေးခြင်းဟာကိုရင်းအရေးတွေဟန်ချက်ညီဖို့ထောက်ပံ့ပေးလို့လူခန္ဓာကိုယ်ကိုကောင်းကောင်းလှုပ်ရှားစေနိုင်ပါတယ်။ တဘာဝတိုင်းတက်တွတ်တက်တွေပါဝင်တဲ့ပင်လယ်စာရီဟာနှလုံးသွေးကြောတွေကိုကျန်းမာစေတာကြောင့်နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့ကြွက်သားတွေကိုလည်းပုံမှန်လုပ်ငန်းဆောင်တာတွေထမ်းဆောင်နိုင်ဖို့အထောက်အကူပြုပြီးကြွက်မတက်အောင်ကာကွယ်ပေးနိုင်ပါတယ်။စာမပါတဲ့ဆိုဒီယမ်ဟာခန္ဓာကိုယ်ရဲ့ရေစီစဉ်မှုကိုထိန်းချုပ်ပေးတာကြောင့်အာယုံကြောစနစ်ကျန်းမာရေးအတွက်ရည်ကြည်လို့ကိုရင်းဟော်မုန်းဓာတ်တွေကိုလည်းထိန်းချုပ်ပေးသေးတာကြောင့်ကောင်းကောင်းအိပ်စက်စီဖို့ကိုလည်းအထောက်အကူပြုနိုင်ပါတယ်ရှင်။စာဟာသွားနဲ့ကရင်ကျန်းမာရေးကိုအထောက်အကူပြုတဲ့အကြောင်းကိုလည်းအားလုံးသိဖြစ်မှာပါ။လေကြောင်းနာသွားနာဖြစ်ခဲ့ရင်စာရည်နဲ့ပြုလုပ်ခြင်းပေးတာကရောင်ရမ်းနာကျင်နာတွေကိုသက်သာစေလို့စာ နဲ့သွားတိုက်တာပါဇက်စီတာတွေဟာဂရင်းနံကိုရှော့ချပေးနိုင်ပါတယ်။ဒါပြင်ကုဆတ်ယောဂါတွေအတွက်ရောအနာသက်သားစီဖို့အတွက်ပါစာဟာသုံးတယ်လာပါတယ်။ဒါပေမဲ့စာကြောက်ပြီးလိုအပ်တဲ့ပမာဏထက်ရှော့ချစာသုံးခဲ့ရင်တော့စာတမ်းမပြေဝတဲ့ခန္ဓာကိုယ်အတွက်ခုလိုဆူကျိုးတွေရရှိခံစားရပါလိမ့်မယ်။ စားအစားနယ်လွန်တဲ့အခါသွေးတွင်းအကျိုးမပြုတဲ့ကိုလက်စထရောတွေမြင့်တက်လာမယ်။အလုံးရောဂါဖြစ်စေနိုင်ပြီးရုတ်တရက်နှလုံးရတာမျိုးတွေတောင်ခံစားရနိုင်ပါတယ်။အင်ဆူလင်မတိုးတာမျိုး၊စီချိုမျိုးစားနှလုံးမျိုးခံစားရနိုင်တာကြောင့်မူဝေဒါအပြင်အမြင်ရှုပ်ထွေးတာ၊ကြွက်သားရီ၊ကြောဆွဲတာနဲ့လေသနှုန်းပြတ်တာမျိုးထိကျန်းမာရေးထိခိုက်လာနိုင်ပါတယ်ရှင်။ဒါပေမဲ့စားကြိုက်ပြီးလိုအပ်တဲ့ပမာဏထက်အလွန်ကျွန်းစားသုံးခဲ့ရင်တော့အခုလိုကျန်းမာရေးပြဿနာတွေပေါ်ပေါက်လာနိုင်ပါတယ်။စားကိုအလွန်ကျွန်းစားသုံးမိတဲ့အခါမြပြရတဲ့ဆိုရီယန်ဓာတ်တွေစုပေါင်းလာပြီးအစာရင်နာဖြစ်စေတဲ့ဘက်တီးရီးယားပေါက်ပွားမှုကိုတိုးစေတာ။အစာရင်နာတွေကိုထိခိုက်ရောက်ရန်စေတာကြောင့် ။သာမန်လူတွေထက်ဆိုင်းကင်ဆာဖြစ်နိုင်ခြေ68ရာခိုင်နှုန်းမြင်မာလာပါမယ်။သွေးထဲဆိုဒီယမ်များလာရင်ခန္ဓာကိုယ်ရဲ့ကရေကိုသွေးကြောထဲဆွဲယူလိုက်တာကြောင့်သွေးပမာဏပိုများလာပြီးနှလုံးကညှင်အားကိုပိုသုံးလာရပါတယ်။တစ်ချိန်တည်းမှာပဲသွေးကြောနံရံတွေချေကားပြရတာကြောင့်ထိခိုက်ပျက်စီးလွဲလာမယ်။သွေးကြောရဲ့အနေဘက်တွေဖြစ်လာတာကြောင့်နှလုံးသွေးကြောပိတ်ဆို့ပြီးလေးဖြတ်တာမျိုး၊နှလုံးနဲ့ဆက်ဆက်ယောဂါတွေဖြစ်လာတာမျိုး၊အယူပယောဂါတွေဖြစ်လာတာမျိုးအထိကျန်းမာရေးအန္တရာယ်တွေလည်းကြုံတွေ့လာနိုင်ပါတယ်ရှင်။ ကျမကြီးပညာရှင်ရဲ့အဆိုအရကျမတို့လူတယောက်ဟာနေစဉ်စား6ဂရမ်ထမင်းစားစုံတစ်စုံထပ်ပိုပြီးမစားသင့်ပါဘူး။ကျမတို့စားသုံးနေတဲ့ဆိုဒီယမ်ပမာဏဟာအိမ်သုံးစားသက်သက်မှတည်းမဟုတ်ပေ။တဘာဝအစားစားတွေဖြစ်တဲ့အသားစိမ့်တွေ၊ပင်လယ်စားတွေ၊ဥတွေ၊လူထွက်ပစ္စည်းတွေနဲ့အသီးအရွက်တချို့မှလည်းပါဝင်နေသလိုအတင်စားအစားစားတွေမှလည်းပါဝင်နေတာကြောင့်တနေ့တနေ့စားပမာဏဘလောက်စားနေတယ်လဲဆိုတာအတိအကျသိရဖို့ခက်လာပါတယ်။အထူးသဖြင့်တော့ကျမတို့နေစဉ်စားသုံးနေတဲ့စားဟာစားဘူးတဲကဓာတ်ရည်လာတာမဟုတ်ပေ။အတင်စားအစားစားတွေစီကပဲပုံများတာကြောင့်စားသုံးတဲ့အခါဆိုဒီယမ်ပမာဏဘလောက်ပ ါဝင်တယ်ဆိုတာကိုသိဖို့စစ်ဆေးတင်ပါတယ်။စာမှာဆိုဒီယမ်ပါဝင်နှုန်း၄၀ရာခိုင်နှုန်းလောက်ရှိတာကြောင့်ပါဝင်နှုန်းမှာစားအစားဆိုဒီယမ်လို့ပြထားရင်နှစ်သက်သမားငါးနဲ့မြောက်ရပါမယ်။ ပုံစံပြရရင်အတင်စားအစားစား100ဂရမ်မှာဆိုဒီယမ်1ဂရမ်လို့ပြထားရင်ပါဝင်တဲ့စားပမာဏ2.5ဂရမ်ရှိတာကိုသိရပါမယ်။တကယ်လို့အစားအစာတစ်ခုဟာဆိုဒီယမ်လုံးဝမပါဝင်ဘူးလို့ဆိုထားရင်တော့အနည်းဆုံး5မီလီဂရမ်0.005ဂရမ်ပါဝင်နိုင်တယ်ဆိုတာကိုလည်းသိရပါမယ်။အဟာရဗေဒဆိုင်ရာပညာရှင်တွေကတော့စားပါဝင်မှုများတဲ့အစားအစာတွေကိုရှောင်ကျဉ်ဖို့ညွှန်ဆိုကြပြီးတနည်းအားဖြင့်ကလေးငယ်တွေဟာကြောက်ကတ်တွေလုံလုံလောက်လောက်မဖွံ့ဖြိုးသေးတာကြောင့်ကလေးတွေကိုကျူးမဲ့အစားအစာတွေတဲ့စားလုံးဝမထည့်သင့်တဲ့အကြောင်းကိုလည်းအတိပေးတိုက်တွန်းထားပါရရှင်။ ဆိုရီယန်ကလိုရိုက်လို့ခေါ်တဲ့စားဟာကျမတို့စားသုံးနေတဲ့စားစာတွေရတာရှိစေတဲ့ပြင်ဒါရီငါးရီကိုပုံတိုးစီတတ်တဲ့ဘက်တီးရီးယားတွေမပေါက်ပွားအောင်ကာကွယ်ပေးနိုင်တယ်လို့ကြာရှည်ခံစီတာကြောင့်စားနေပြီးငပီးငချောက်ပစွန်ချောက်အသားချောက်တွေလုတ်တဲ့နေရာမှာအထူးသုံးဝင်လာပါတယ်။စမှုကုံထုတ်လုပ်ငန်းတွေဖြစ်တဲ့ကျွေးရီတုတ်တာ၊ဖန်ချက်တာ၊ဓမြောစာပြုလုပ်တာ၊သရေနေတာ၊ဦးထုတ်လုပ်တာ၊စပြချက်တာနဲ့စူးစေးလုပ်ငန်းလို့အယောင်ချွတ်လုပ်ငန်းလို့တွေမှာပါစားကိုအသုံးပြုကြရပါတယ်။ဒီကနေ့ခေတ်ဓာတုစမှုလုပ်ငန်းတွေမှာလည်းစားကိုကုန်ချမ်းပစ္စည်းအဖြစ်ကြေကြေပြန့်ပြန့်အသုံးပြုနေတာကိုသိရပါတယ်ရှင်။ ကဲခုဆိုရင်တော့ကျမတို့နေစဉ်စားသုံးနေတဲ့စားစားတွေတဲ့မပါမဖြစ်ပါဝင်နေတဲ့စားနဲ့ပတ်သက်တဲ့သုတာတွေကိုတင်ဆက်ပေးခဲ့ပြီးဖြစ်တာကြောင့်ကျမရင်းနဲ့ညီညွတ်အောင်ချင်းချင်းတိုင်းတာစားသုံးနိုင်ပါစေကြောင်းဆန္ဒပြုရင်ဒီဗီဒီယိုလေးကိုဒီမှာတင်မဲရှင်းတာခွင့်ပြုပါရှင်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ like and share လုပ်ခဲ့ပေးပါအောင်နော်အဆုံးထိနားဆင်ကြည့်ရှုပေးခဲ့လို့အထူးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးဒီမှာလည်းဆက်ဆက်တွေ့ပါမယ်ရှင်တဒါ